ကဲပြီးခဲ့တဲ့လကပြည်ထရေးဝန်ဌာနအောက်မှာရှိတဲ့ထွေအုပ်ခရိုင်ထွေအုပ်ရဲ့မြို့နယ်ထွေအုပ်ရဲ့ပါဝင်ဒါအကျဉ်းဥသိဌာနပါဝင်ဌာန၅ခုကိုတက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရပြည်နယ်ဒေသကြီးအစိုးရတွေရဲ့လက်အောက်မှာပေါင်းဆက်ဖွဲ့စည်းဖို့ပို့ဆိုပြီးတော့ပြည်ထရေးဌာနနဲ့ပြီးတော့ထုတ်ခဲ့တယ်အခုဒီလကလည်း22ရက်နေ့လည်းကြာဟောနေရာတွေကိုပြန်ထုတ်တာကိုပြန်လည်းရုပ်သိမ်းနေဆိုပြီးတော့အခုဝင်ဒုပြည်ထရေးဝန်ကြီးကနေစာထုတ်ခဲ့ပါတယ်ဒီနေရာနဲ့ပတ်သက်လို့ဒီချင်းရနဲ့ပတ်သက်ပြီးတော့ ရောင်မြို့ကတရားလွတ်တော်ရှင်းနေဥက္ကိုနေကိုကျွန်တော်သူ့ရဲ့ရုံးခန်းကိုသူ့အောင်မင်းမြန်းမှာဖြစ်ပါတယ်ဥက္ကိုနေခင်ဗျာပြုဆုံမင်းမြန်းဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနော်ရပါတယ်ခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပြည်ထရေးဝင်းဌာနကနေပြီးတော့လက်အောက်မှာရှိနေတဲ့အုတ်ချွေရန်တရားပေါ့နော်အရေးပါတဲ့ခရိုင်နဲ့မြို့နယ်အဆင့်နော်အရင်ဦးစီးတဲ့အပါဝင်တော်တော်များများကိုဒီသက်ဆိုင်ရာနယ်တွေရဲ့ပေါ့နော်အစိုးရတွေအလောက်ကိုတွင်းပြီးကမှအခုပြန်ရုပ်တဲ့ဖြစ်ထုံးတိုးတက်မှုနဲ့ပတ်သက်လို့ပေါ့နော်ဒီဥက္ကိုနေဒီ ဘယ်တော့ရည်ကြည်လဲမြန်မာနိုင်ငံမှာလေအဲ့ဒါအဲ့တော့ဆိုလိုတဲ့အထိပယ်ကအရင်တုန်းကအခုကျွန်တော်တို့ပြောတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲတပ်ဖွဲ့အကြီးဦးစီးမိသားအစရှိတဲ့အဖွဲ့အစည်းတွေဦးစီးဌာနတွေအားလုံးဟာပြည်ထဲဝင်ကြီးတိုက်ရိုက်ကွက်ကဲမှုအောက်မှာရှိတယ်အဲ့ဒါကိုပြည်နယ်တိုင်းဒေသကြီးဝင်ကြီးချုပ်အောက်ကိုပို့မယ်ဆိုပြီးပထမစာထွက်တယ်အခုတော့ပြန်ရုပ်သိမ်းသွားတယ်အဲ့တော့သူ့ရဲ့ဖြစ်ထွန်းမှုကိုကြည့်ရင်နောက်ပြန်ဆုတ်သွားတဲ့ဖြစ်ထွန်းမှုလို့ကျွန်တော်တို့ကပြောရမယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေသည်ကောင်းတာဆိုးတာကြိုက်တာမကြိုက်တာကိုခဏထားလက်ရှိတည်နေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်ဗမာပြည်ကိုပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုစနစ် ပုံတရာပုံဖော်ထားတာကိုကျွန်တော်တို့ညင်းလို့မရဘူးတွေ့ရမယ်။ဘာကြောင့်လဲဆိုတော့ပြည်နယ်တိုင်းတိုင်းတိုင်းမှာလွှတ်တော်တို့အစိုးရအဖွဲ့တို့တရားလွှတ်တော်တို့ဆိုတာရှိတယ်။တူတူပြောရရင်ပြည်နယ်တိုင်းတိုင်းအလုံးမှာ ဝန်ကြီးချုပ်တွေရှိတယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးချုပ်ကဥဆောင်ပြီးဖွဲ့စည်းတဲ့အစိုးရအဖွဲ့ရှိတယ်အဲ့ဒီဝန်ကြီးချုပ်နဲ့ပြည်내တိုင်းဒေသမှာရှိတဲ့ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ရဲ့လုပ်ငန်းတာဝန်ကိုလည်းပဲဖွဲ့စည်းပုံချေဥပဒေမှာပြဋ္ဌာန်းထားတယ်။ဘာပြဋ္ဌာန်းထားသလဲဆိုတော့ပြည်ထောင်စုရဲ့တည်ငြိမ်ရေးအေးချမ်းတာယာရေးတရားဥပဒေစိုးမိုးရေးကိစ္စတွေကိုပြည်ထောင်စုအစိုးရကတာဝန်ယူဆောင်ရွက်မယ်။အဲ့ဒီတာဝန်ယူဆောင်ရွက်တာကိုပြည်내တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကကူညီဖို့တာဝန်ရှိတယ်ဆိုပြီးတော့ကိုရေးထားတယ်ပုံမှန်250မှာ။ ဲ့တော့ဒီတာဝန်အရပြည်내တိုင်းအစိုးရအဖွဲ့တွေဟာပြည်ထောင်စုအစိုးရရဲ့တရားဥပဒေစိုးပွားရေးလုပ်ငန်းကိုကူညီနိုင်ဖို့အတွက်သူတို့ကိုလုတ်ပိုင်ခွင့်အာဏာပေးရမယ်ရန်နေရာတွေတပ်ဆင်ပေးရမယ်အဲ့တော့ပြည်내တိုင်းအစိုးရအဖွဲ့ရှိတယ်ပြည်내တိုင်းဝန်ကြီးချုပ်ရှိတယ်ဒါပေမဲ့လို့တိုင်းပြည်ကိုသူတို့တာဝန်ရှိတဲ့ပြည်내နဲ့တိုင်းကိုလက်တွေ့အုပ်ချုပ်ဖို့ဝန်ကြီးချုပ်တွေကိုအာဏာကြတော့ပေးမထားဘူးအဲ့ဒီအာဏာအလုံးကဘယ်သူယူထားသလဲဆိုတော့ပြည်ထရေးဝန်ကြီးကယူထားတယ် ါဆိုလိုတာကခုနဦးစီးဌာန၅ခုစလုံးကိုတိုက်ရိုက်ကွက်ခဲ့တာပြည်ထရေးဝန်ကြီးအဲ့တော့ပြည်ထရေးဝန်ကြီးကတနိုင်ငံလုံးမှာရှိတဲ့ဒီဦးစီးဌာနတွေကိုကွက်ခဲ့ထားတယ်ဆိုတဲ့အဓိပ္ပာယ်ဒီတနိုင်ငံလုံးရဲ့အုပ်ချုပ်ရေးသည်ပြည်ထရေးရဲ့လက်အောက်မှာပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဒါလို့ဆိုရင်ပြည်내တိုင်းဒေသကြီးအစိုးရအဖွဲ့၁၄ဘွဲ့ကအယုတ်ပဲအလကားပဲဘာမှအာဏာမရှိတဲ့သဘောဖြစ်နေတယ်ဒါဒီမိုကရေစီစနစ်နဲ့လဲဆန့်ကျင်နေတယ်။အထူးသဖြင့်ကျွန်တော်တို့ပြည်သူတွေမျိုးမှန်းတဲ့အနာဂတ်ဒီမိုကရေစီနိုင်ငံဆိုတဲ့မျောပန်းချက်နဲ့လုံးဝကိုဆန့်ကျင်နေတယ်။အဲ့ဒါကိုအခုကျွန်တော်တို့အယက်သားအစိုးရအသည့်တက်လာတဲ့အခါမှာ ဒါဒီမိုကရေစီရှေ့ပြေးပဲအရင်တော့ကပြည်နယ်တိုင်းဒေသကြီးတွေမှာရှိတဲ့ဝန်ကြီးချုပ်တွေအစိုးရအဖွဲ့တွေကိုလုတ်ပိုင်ခွင့်အာဏာမပေးဘဲကန့်တတ်ထားတာကိုအခုကျွန်တော်တို့ပထမပြည်ထောင်ဝန်ကြီးလက်မှတ်ထိုးတဲ့ပထမစာကျွန်တော်တို့ဩဂုတ်လ18ရက်နေ့ရက်စွဲပါပထမစာနဲ့ဒီတကယ်ပြည်သူလူထုရွေးကောက်တင်မြောက်တဲ့ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ကသူ့ပြည်နယ်နဲ့တိုက်ရဲအေဂျင်တာယာရေးဖွမျိုးတိုးတက်ရေးတရားဥပဒေစိုးမိုးရေးတွေကိုလုတ်ဖို့လက်တွေ့လုံနိုင်အောင်လို့ဒီလိုလုတ်ပိုင်ခွင့်အာဏာတွေကိုပေးလိုက်တာ အခုဒါကိုပြည်ထဲရေးပြန်ပြီးတော့ယူလိုက်တယ်ပြန်ပြီးတော့ဒီဟာကို revoke လုပ်လိုက်တယ်ရုပ်သိမ်းလိုက်တယ်ဆိုတော့အတိပဲကအရင်ငန်းနဲ့အတိုင်းပဲပြန်ဖြစ်သွားမယ်ရှေ့ကိုတိုးတဲ့ democracy ခြေလှမ်းဟာနောက်ပြန်ဆုတ်သွားတဲ့သဘောပဲဖြစ်မယ်ဟုတ်ကဲ့ဆရာအဲ့ဒါဆိုလို့ကျွန်တော်ဆက်မေးမယ်ကျွန်တော်တို့ဒီ68ထဲကနေပြီးတော့တက်မတော်အစိုးရနေပြီးတော့ဒီအာနာစယူတဲ့ကနေပြီးတော့အုတ်ချွေးကဏ္ဍမှာဒီတက်မတော်သားတွေအစဉ်ဆက်ကြီးစိုးရာနေပြီးတော့အခုဒီဥသိမ်းစိန်အစိုးရတက်ထက်မှာလည်း အစိုးရအရသာတပိုင်းလို့ပေါ်ရဆိုပေမဲ့လည်းတကယ်တကယ်ကြားလို့ရှိရင်တော့ဟိုပေါ့နော်ဒီခရိုင်တို့ဟိုတို့ဒီမြို့နယ်တို့ဆိုတာလည်းတပ်မတော်သားတွေပဲဟိုအများဆိုတော့ဒီလိုအခြေအနေကနေပြီးတော့ဒီမြောင်းရငယ်မှာအရသာစုရပေါ့နော်အဲ့ဒီလက်ရှိ NLD စိုးရတဲ့တက်တော့ပြည်သူတွေကအရင်မျောလင့်မျောလင့်တော့တကယ်လည်းအပြောင်းလဲလေးကဖြစ်လာတယ်သူတို့ကပြီးခဲ့တဲ့လတော့မှာဆိုတော့အခုအခြေအနေတိုင်းဆိုလို့ရှိရင်ဒီအရဖက်စစ်ဘက်ယုံကြည်မှုကလေဘယ်လိုမျိုးဖြစ်နိုင်လဲဆရာ တီဇဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအယတ္တအစိုးရဆိုတာပေါ်လာတယ်အယတ္တလွှမ်းမိုးတဲ့လွှတ်တော်ဆိုတာပေါ်လာတယ်ဟုတ်ပြီအဲ့တော့အစိုးရကအယတ္တလွှမ်းမိုးတဲ့အစိုးရဖြစ်ပေမဲ့လို့အုပ်ချုပ်ရေးရန်နေရာကိုထိတ်ချုပ်ထားတာကပြည်ထရေးဝန်ကြီးဖြစ်နေတယ်ဒီပြည်ထရေးဝန်ကြီးဆိုတာကာကွယ်ရေးဦးစီးချုပ်ကခံထားတဲ့ပြည်ထရေးဝန်ကြီးအဲ့တော့တပ်ကတိုက်ရိုက်ခံထားတဲ့ပြည်ထရေးဝန်ကြီးဖြစ်တဲ့အပြင်အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ယာရုကြီးတဲ့လူတွေအားလုံးကလည်းတပ်ကနေကြိုးပြီးတော့ပို့ထားတဲ့လူတွေပဲ အလားတူရဲတပ်ဖွဲ့မှရှိတဲ့ယာရုကြီးတဲ့လူတွေအားလုံးကလည်းတပ်ကနေအသွင်ပြောင်းလာတဲ့လူတွေပဲအဲ့ဒီတော့အုတ်ချုပ်နေတာကအယက်သားအစိုးရအဲ့ဒီအယက်သားအစိုးရရဲ့အုတ်ချုပ်ရေးရန်ရာကိုအကောင့်ထဲပုံမြင့်ဝန်ထမ်းတွေအားလုံးကတပ်မတော်သားဟောင်းနေပဲဖြစ်နေတယ်အဲ့တော့အလုပ်လုပ်ရတာအခက်အခဲရှိနေတယ်တနည်းအားဖြင့်ပြည်ထောင်ဝင်ကြီးရဲ့အမိန့်ကိုပဲနာခံပြီးအလုပ်လုပ်ချင်တဲ့ပုံရတယ်အဲ့တော့ဒါကကျွန်တော်တို့ဖွဲ့စည်းပုံအခြေအရဥပဒေကသွားကျင်တဲ့ပြည်ထောင်စုအုတ်ချုပ်ရေးစနစ်အယက်သားအုတ်ချုပ်ရေးစနစ်ဆိုတဲ့အဲ့ဒီစနစ်နှစ်ခုစလုံးနဲ့ဆန့်ကျင်နေတယ် လူပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုပြပြပြင်းပြင်းဖြစ်အောင်လှုပ်လိုက်တဲ့ပထမအမိန့်ကိုဒုတိယအမိန့်နဲ့ပြန်ပြီးတော့ကျွန်တော်တို့ရုပ်သိမ်းလိုက်တဲ့အခါကျတော့ခုနခင်မေးတဲ့မေးခွန်းတမတော်အပေါ်မှာပြည်သူလူထုယုံကြည်မှုဟာပို့ပြီးတော့ရော့ကျသွားမယ်ကျွန်တော်တို့ထင်တာကတမတော်ကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့လျှော့ပေးပြီးတော့ မူလပေးထားတဲ့ဂရိအတိုင်းတစ်ချိန်ချိန်မှာတတ်မတော်ကနောက်ဆုတ်ပြီးတော့အရသားအုတ်ချွေးစနစ်အားကောင်းအောင်လုပ်ပေးမယ်လို့ကျွန်တော်တို့ကမျှော်လင့်နေတာကျွန်တော်တို့ဆိုတာပြည်သူတရားလုံးကဒါကိုမျှော်လင့်နေတာပထမအမိန့်ပေါ်မှာအများကြီးဝမ်းသာနေတယ်အပြောင်းလဲတကယ်စပြီလို့ထင်ခဲ့တယ်ဒါမှမဟုတ်ဘုံကနေဒီတလကြော်ကြော်လေးအတွင်းမှာဒါကိုပြန်ရုပ်လိုက်တဲ့အခါကျတော့ဘာမြင်သွားသလုံးဆိုတော့ပြည်သူလူတို့ဟာတတ်မတော်ဘက်ကပုပ်ကိုကြီးများပြည်ထိုင်ဌာနကိုတာဝန်ယူထားတဲ့ပုပ်ကိုကြီးများအာကာကွယ်ရေးကိုတာဝန်ယူထားတဲ့ပုပ်ကိုကြီးများဒီနိုင်ငံအုတ်ချွေးမှာဆက်ပြီးတော့ထိ ंछ ုပ်ထားခြင်းနဲ့ပြည်သူလူထုအုတ်ချုပ်တဲ့စနစ်ကို မပြောင်းပြေးခြင်းဘူးလို့ပြည်သူလူထုဘက်ကအဲ့ဒီလိုမြင်တယ်အဲ့ဒါဟာအရက်ဖက်ဆက်ဖက်ဆက်ဆံရေးကြဆင်းတဲ့ဘက်ကိုဥတည်သွားမယ်ဟုတ်ကဲ့အဲ့တော့ဆရာဒီတလာအတွင်းမှာပေါ့နော်အရန်အချိန်မြင့်ပြီးတော့လုတ်ပိုင်ခွင့်တွေကိုအရသာဘက်ကိုပေးလိုက်တယ်ပြီးတော့တလာကြောက်လောက်တွေမှာပြန်ရုပ်တယ်ဆိုတော့အဓိကပေါ့နော်ပြန်ရုပ်တဲ့ပြည်သေးကြီးရဲ့စိုးရင်ပူပန်မှုကဘာဖြစ်မှထင်လဲပြည်သေးကြီးရဲ့စိုးရင်ပူပန်မှု လို့ပဲပြောမလားသို့မဟုတ် တတ်မတော်အကြီးအကဲများရဲ့စိုးရိမ်ပူပါမှုလို့ပဲပြောမလားဒီနှစ်ခုတော့ကျွန်တော်တိတိကျကျမပြောနိုင်ဘူးစိုးရိမ်ပူပါမှုရှိတာတော့မှန်တယ်အဲ့ဒါဘာလို့ဆိုတော့အုတ်ချုပ်ရေးအာဏာကိုတတ်မတော်သားများအနေနဲ့သို့မဟုတ်တတ်မတော်သားဟောင်းများအနေနဲ့သို့မဟုတ်လက်ရှိတတ်မတော်လက်ရှိကောင်းဆောင်များအနေနဲ့မစွန့်လွတ်ခြင်းမူတတ်နိုင်သမျှထိန်ချုပ်ထားမယ်ဆိုတဲ့သဘောလို့ကျွန်တော်ကမြင်တယ်တနည်းအားဖြင့်တိုင်းပြည်ရဲ့ကံကြမ္မာကိုစီမံခန့်ခွဲနိုင်တဲ့အုတ်ချုပ်မှုအာဏာကို သူတို့လက်ထက်မှာတတ်နိုင်သမျှယူထားခြင်းနဲ့တစ်ဖက်ကလွတ်တော်ဆိုရင်ကျွန်တော်တို့ကဥပဒေပြုအာဏာမှာလွတ်တော်ကအများစုရနေတဲ့အတွေ့အယက်သားအများစုဖြစ်နေတဲ့အတွက်အယက်သားလိုလာတဲ့ဥပဒေတွေအခုပြတ်ထားနိုင်ပြီဟာလာရှေမာဆိုလို့ကျွန်တော်တို့ပြောလွတ်တော်ကသွားနေပြီဒီဘက်ကအုတ်ချုပ်ရေးကမသွားသေးဘူးပြည်သူစံနှံနဲ့အညီမဖြစ်သေးဘူးအဲ့တော့ဒါကိုမဖြစ်စေခြင်းနဲ့အစုနဲ့ဖြစ်စေခြင်းနဲ့အစုအယက်သားအစိုးရကအယက်သားစံနှံအတိုင်းအုတ်ချုပ်တာကိုလိုလားမယ်ဒါပေမဲ့တချိန်ကအုတ်ချုပ်ခဲ့တဲ့တပ်မတော်သားတွေကတော့ အုပ်ချုပ်ရေးကိုတမတော်ကဆက်ကင်ထားခြင်းနဲ့အဲ့တော့ပြဿနာကဘာဖြစ်လာသလုံးဆိုတော့ constitutional conflict လို့ခေါ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးရအရှုပ်ထွေးရဒီမှာကျွန်တော်တို့ပေါ်လာတယ်เนาะနိုင်ငံတော်သမ္မတဟာအုပ်ချုပ်ရေးဌာနရဲ့အကြီးအကဲဆိုရင်အဲ့ဒီအုပ်ချုပ်ရေးကိုလက်တွေ့လုပ်မဲ့ပြည်ထောင်ဝင်ကြီးဆိုတဲ့ရာသူကိုသမ္မတခန့်နိုင်ရမယ်သမ္မတမခန့်နိုင်ဘူးဆိုတော့အဲ့ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေဟာအထက်မှာတွေကိုမညီမညွတ်ဖြစ်နေတာသမ္မတဟာအကြီးအကဲအုပ်ချုပ်ရေးဌာနရဲ့အကြီးအကဲဆိုရင်သမ္မတဟာအုပ်ချုပ်ရေးကိုလွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ကိုရှိရမယ်ထိန်းချုပ်ထားတယ် နော်ဒါပြည်ထရေးဝန်ကြီးကိုသူ့ကိုခန့်ခွဲမပေးတဲ့အနေနဲ့ထိန်းချုပ်ထားတယ်အဲ့တော့တစ်ချိန်ကတော့အားလုံးတို့အတူတူဖြစ်လို့ပြဿနာမရှိဘူးဒါပေမဲ့ဒီကနေ့ကျတော့ပြည်ထရေးဝန်ကြီးကတက်ဖက်ကလာတယ်တက်အလိုကျသူကလှုပ်လိုက်မယ်သမရကပြည်သူဘက်ကနေတက်လာတယ်ပြည်သူအလိုကျလှုပ်မယ်အဲ့တော့ conflict ဖြစ်လာတယ်အဲ့တော့ဒီ conflict ကိုဖြေလျော့ဖို့ဆိုရင်တကယ်တက်မတော်ကအယတ္တအစိုးရကိုလက်ခံရင်2008ဖွဲ့စည်းပုံအခြေအဥတွေကိုလက်ခံရင်အရက်သားအုပ်ချုပ်ထွေဖက်ကိုဥတီတဲ့ဆောင်ရွက်ချက်တွေကိုလုတ်ပေးရမယ်ပတ်မိုးပေးရမယ်ကူညီပေးရမယ်ထောက်ခံပေးရမယ်အခုလိုနောက်ပြန်ဆုတ်တာဟာမကောင်းဘူ ဆရာကလေဒီမှာကျွန်တော်တို့ဒီပြီးခဲ့တဲ့အောက်ကလ18နှစ်လုံးကထုတ်တဲ့စာကြတော့ပြည်ထရေးဝန်ကြီးကနေထုတ်တယ်ဟုတ်ကဲ့အခုဒီဟာကိုပြန်ရုပ်တဲ့စာကြတော့ဒုတိယပြည်ထရေးဝန်ကြီးပေါ့နော်ပြည်ထရေးဒုဝန်ကြီးကထုတ်တယ်အဲ့ဒါလုတ်လို့ရလားဘလို့အယတနာလေအောင်ဆိုဘလို့ဖြစ်မလဲကျွန်တော်တို့တရားရုံးတရားရေးလမ်းကြောင်းနဲ့ပြောရရင်အမိန့်ချတဲ့တရားသူကြီးကကိုယ်အမိန့်ကိုကိုယ်ဘယ်တော့မှပြန်ပြင်ခွင့်မရှိဘူး သူ့ရဲ့မြင့်တဲ့ဌာနသူ့ရဲ့မြင့်တဲ့တရားသူကြီးကပဲပြင်ရတယ်ဒါကတော့တရားရေးသဘောပြောတာပေါ့ဗျာအဲ့တော့အခုဟာတော့အုတ်ချုပ်ရေးပေါ့ဗျာအုတ်ချုပ်ရေးဆိုလို့ရှိရင်အခုပြည်ထရေးဝန်ကြီးကစာထုတ်တယ်ဆိုတော့ပြည်ထရေးဝန်ကြီးဟာပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာရှိတဲ့ဌာနပေါင်းများစွာတွေကဌာနတဌာနပဲဖြစ်တယ်ဌာနဌာနတဌာနဖြစ်တယ်ပြည်ထရေးဝန်ကြီးဌာနရဲ့အကြီးအကဲသာဖြစ်တယ်အစိုးရရဲ့အကြီးအကဲမဟုတ်ဘူးပြည်ထောင်စုအစိုးရအဖွဲ့ဝင်တဦးသာဖြစ်တယ်ပြည်ထရေးဝန်ကြီးဆိုတာ သူ့ရဲ့လုတ်ပိုင်ခွင့်တာဝန်ကအုပ်ချုပ်ရေးကိုသူ့ကိုတာဝန်ခံခိုင်းထားတယ်။ဒါပေမဲ့သူ့အထက်မှာနိုင်ငံတော်သမ္မတရှိတယ်။သူ့အထက်မှာအစိုးရအဖွဲ့ဆိုတာရှိတယ်။ဒါကကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးရဲ့ပုံစံသွားတာ။အဲ့ဒီတော့ပထမစာကိုပြည်ထရေးဝန်ကြီးကလက်မှတ်ထိုးပြီးထုတ်တယ်ဆိုတဲ့ကဒါဟာသမ္မတရဲ့ခွင့်ပြုချက်သမ္မတရဲ့သဘောတူညီချက်အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့လုတ်တဲ့လုတ်ရပုံစံကျတဲ့လုတ်ရလို့ကျွန်တော်တို့ကပြောလို့ရတယ်။ဒါပေမဲ့ဒီလုတ်ရကိုအခုလိုဒုတိယပြည်ထရေးဝန်ကြီးကနေပြီးတော့ဝန်ကြီးကိုစားလက်မှတ်ထိုးပြီးထုတ်လိုက်တဲ့ ပြန်ရုပ်သိမ်းတဲ့ဒီစာကြတော့သူ့ရဲ့ legitimacy တရားဥပဒေအရခိုင်မာမှုဟာအလွန်အမင်းအားနည်းသွားတယ်တကယ်လို့သာပြည်ထောင်ဝင်ကြီးကထုတ်လိုက်တဲ့ကြေညာချက်ဟာဥပဒေနဲ့မညီလို့မှားတယ်ဆိုရင်လဲကက်ဘိနက်မှာအစည်းအဝေးမှာတင်အစည်းအဝေးမှာတင်ပြီးတော့အစည်းအဝေးဆုံးဖြတ်ချက်ချမယ်ချပြီးတော့အဲ့ဒီအစည်းအဝေးဆုံးဖြတ်ချက်ကို refer လုပ်ပြီးတော့မှဒီအမိန့်ဒီကြေညာချက်ကတော့ဖွဲ့စည်းပုံအခြေအဥပဒေနဲ့မညီလို့เนาะအစိုးရအဖွဲ့အစည်းအဝေးပြန်ထိုင်ပြီးတော့ဒီလိုပြန်ပြင်ပါတယ်ဆိုပြီးတော့ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို refer လုပ်ပြီးတော့ဝင်းကြီးပဲထုတ်ထုတ်ဒုတိယဝင်းကြီးပဲထုတ်ထုတ်ကျွန်တော်တို့ကဒီလိုထုတ်မှပုံစံကြမယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ2015ရွေးကောက်ပွဲမှာပြည်သူတွေကမျှော်လင့်နေကြီးနဲ့ဒေါန်ဆန်းစုကြည်ဆိုလည်းကို82နဲ့ပင်ပန်းနေဆိုပြီးတော့ဒူမေရဲ့တနားတနာချင်းမြတာနဲ့ပြောနေကြရပါတော့เนาะဆိုတော့ဒီလိုမျိုးဒီခေါင်းဆောင်တရားကိုကျွန်တော်နိုင်ငံမှာရှိထားတဲ့ကာလဟုတ်ကဲ့အခုအင်မတန်တန်ဖိုးရှိတဲ့ကာလလို့ပြောလို့ရတာပေါ့အဲ့လိုကာလမှာ အပြောင်းလဲမလုံနိုင်ဘူးဆိုရင်ကျွန်တော်တို့ဒီကျွန်တော်မဲဆန္ဒရှင်ပြည်သူတွေရောဒီ2008ပွဲစည်းပုံအခြေခံဥပဒေရကင်ပြီးတော့ပြည်ထဲရနေပြဲပေါ့နော်ဒီအိုစီအာနာတွေကိုသူပေးမှထိတ်ကျုံမယ်ဆိုလို့ရှိရင်ဒီပြည်သူတွေကြားထဲမှာဒီနိုင်ငံရေးပါတီတွေပေါ်မှာမျောလင်းချက်တွေเนาะတော်ဒေါန်းစန်းစုကြည်ခေလွန်ကာလပေါ့လေဟိုဒီမှာကြတော့ဘလို့ ဖြစ်နေမယ်ယုံကြည်မှုအဲ့ဒါအရင်မစိုးရင်စရမကောင်းလားအဲ့တော့ကိုင်းနိုင်ရဲ့မိခွန်းမှာပါတယ်လို့ရတော့ဆန်းစုကြည်ကအသက်80နှစ်တနှစ်အင်မတန်မှယူသားအင်မတန်မှဖြောက်မှတ်ပြီးတိုင်းပြည်ကိုအင်မတန်ချစ်အင်မတန်အနစ်နာခံတယ်သူ့မိသားစုအားလုံးနဲ့သူကတိုင်းပြည်ကိုပိုချစ်တဲ့စိတ်ဓာတ်နဲ့အနာခံပြီးလုပ်ခဲ့တယ်အဲ့တော့လူလူရဲ့အပြည့်အဝထောက်ခံမှုရတယ်နိုင်ငံတကာရဲ့ထောက်ခံမှုရတယ်တမရော်သားတွေကလည်းကျွန်တော်ထင်တယ်ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတယ်။ဘာကြောင့်လို့ဆိုတော့ရွေးကောက်ပွဲမှာ NLD ကိုတမရော်သားတွေလည်းအများကြီးပေးတယ်။တချို့တမရော်သားများတဲ့နေရာမှာတော့ NLD နိုင်နေဆိုတာဒါတမရော်သားတွေလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုခေါ်တော်အောင်ဆန်းစုကြည်ကိုထောက်ခံနေဆိုတဲ့အချက်အဲ့တော့ဒီအခွင့်အရေးကိုကိုရင်းနိုင်ပြောသလိုပေါ့နော်ဒီအခွင့်ကောင်းကိုယူပြီးတော့အပြောင်းလဲကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကြာနေတဲ့ image ကျွန်တော်တို့တိုင်းပြည်ရဲ့ကြာဆုံးနေတဲ့ပုံရိပ်တမတော်ပေါ်မှာပြည်သူလူထုကရောနိုင်ငံတကာကရောအထင်သေးနေတဲ့အထင်လွဲနေတဲ့အနေအထားတွေဟာအားလုံးပြောင်းပြန်ဖြစ်သွားမယ်အခုလူထုကတော်အောင်ဆန်းစုကြည်ကိုထောက်ခံသလိုတမတော်ခေါင်းဆောင်တွေကလည်းတကယ်ပဲတော်အောင်ဆန်းစုကြည်ကိုထောက်ခံပြီးတော့တော်အောင်ဆန်းစုကြည်တွားနေတဲ့ပြုပြင်ပြောင်းလဲရေးကို ပြပြဝဝရနောက်ကတမတော်ခေါင်းဆောင်များကပံ့ပိုးပေးမယ်ဆိုရင်ကြဆုံနေတဲ့တမတော်ရဲ့ပုံရိပ်လည်းချက်ချင်းပြန်တက်လာမယ်ကျွန်တော်တို့ဗမာတွေကတကယ်မေ့လွယ်တယ်ပျောက်လွယ်တယ်နော်ဘလောက်ပဲနှိမ့်ဆက်ခဲနှိမ့်ဆက်ခဲနည်းနည်းလေးကုန်းပြတာနဲ့ကျွန်တော်တို့ကချက်ချင်းပကုန်းဖက်မှာပဲကျွန်တော်တို့လက်ခုပ်တီးပြီးကြိုးဆိုမှာပဲအဲ့တော့တမတော်ကြဆုံနေတဲ့ပုံရိပ်လည်းပြန်မြင့်တက်လာမယ်တမတော်နဲ့ပြည်သူလူထုကြားထဲမှာဟနေတာလည်းပြန်စစ်သွားမယ် တိုင်းပြည်ကြီးအဖက်ဖက်ကနေကြနေတာဟာလည်းပဲဒေါအောင်ဆန်းစုကြည်ရဲ့ဥဆောင်မှုအောက်မှာညီညီညွတ်ညွတ်နဲ့နောက်ကနေပါဝင်ပတ်ဖို့မယ်ဆိုရင်အချင်းတူတူအတွက်မှာကျွန်တော်တို့ကပြန်ပြီးတော့ဖော်ပြတိုးတက်သွားနိုင်တယ်ဒီအခွင့်အရေးကိုတော့ကျွန်တော်တို့အလုံးအမိအရာယူသင့်တယ်တကယ်လို့မယူရင်ဘာဖြစ်မလဲခမရဲ့မိကုံးမှာပြည်သူလူထုဘက်ကတောင်းပြလာမှာပဲဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း90မှာလဲထောက်လျှောက်တုတ်ပြန်နေတာပဲနော်တိုင်းပြည်အာဏာရဲ့ပိုင်ရှင်ဟာပြည်သူပြည်သူတွေပဲစီမံခန့်ခွဲမယ်ပြည်သူရွေးတဲ့လူကပဲတိုင်းပြည်ကိုအုပ်ချုပ်ရမယ်ဆိုတာပြည်သူလူထုရဲ့သဘောထားခံယူချက်တတ်တတ်လုံးပြောင်းမှာမဟုတ်ဘူးနော်အဲ့တော့ ဒီအခြေအနေကိုဆန့်ကျင်နေမယ်ကန့်ကွက်နေမယ်ဆိုရင်အနောက်ရှက်ပေးနေမယ်ဆိုရင်ပြည်သူလူထုကိုဆန့်ကျင်တာပြည်သူလူထုကိုနှောက်ရှက်တာဖြစ်တဲ့အတွက်ပြည်သူလူထုကလည်းတုံ့ပြန်လာမှာပဲအခုမျောလင်းချက်နဲ့ငြိမ်နေပေမဲ့လို့တို့လိုလားချက်မဖြစ်ဘူးတို့တို့လိုချင်တဲ့ဒီမိုကရေစီနိုင်ငံမဖြစ်ဘူးဆိုရင်အကုန်လုံးပေါ်ပြရောက်လာမှာပဲဟုတ်ကဲ့ဒီပြည်ပြည်နဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်အခုကိုနေခင်ဗျာအခုလိုဖြစ်ကြတာကျေးပြန့်မယ်